နမငယ်ကျုပ်တို့အပ်ထားတဲ့အသပြား900ကိုပြန်ယူတော့မယ်ဗျမရှိတော့ဘူးလေပုံနာကြီးတို့ပဲမင်းကပုံနာငယ်နဲ့တောင်းခိုင်းလိုက်ပြီးတော့ဘယ်တော့မှကျုပ်တို့တောင်းခိုင်းလို့လဲဗျတယောကမုန်းနဲ့အတူတောင်းခိုင်းလိုက်တာလေရှင်တို့အမလေးဗျာကုန်ပါပြီဗျာကျုပ်ပြောခဲ့တဲ့အတိုင်းအသပြား900ကိုမဲနိုင်ပြီးယူလိုက်ရင်တော့မရအောင်ပဲဟုတ်ပါဗျာအခုတော့အသပြား900မရှိတော့ဘူးဆိုတော့ကျုပ်လည်းမိမတောင်းလို့မရတော့ဘူးဗျာ အကြအမြင်ဘဟုတုတများခြင်းဟာလည်းမင်္ဂလာတပါးပဲဖြစ်တယ်။တခါတော့ကကௌတဝတိပြည်၌မဟာသမဏမင်းစိုးစံစဉ်ထိုမင်းလက်ထက်မှာပုံနာခုနှစ်ယောက်ဟာအဆွေခင်မွန်းဖွဲ့ကြပြီးတော့အမျိုးမျိုးအရွာရွာတို့လှဲ့လေကဘေးရင်ပညာဟောကြား၍စီးပွားရှာကြတော့လေ။ရလာတဲ့ငွေတွေကိုစုဆောင်းထားကြရာအတပြား900စုဆောင်းမိကြတော့လေ။အဆွေတို့ကျုပ်တို့ဘေးရင်လက်လေဟောလို့ရလာတဲ့အတပြားတွေကိုစုထားတာအခုဆိုရင်အတပြား900ရှိပြီ။သင်တို့ခွဲယူကြတော့မလား။ခွဲယူကြတာဗောဗျာ ကျုပ်လည်းကျုပ်ရဲ့မိဘတွေကိုပေးရအောင်မယ်လေဟုတ်တယ်ဗျကျွန်တော်လည်းဟိုဘက်ရွာပုံနာမလေးကိုတောင်းဖို့အတွက်ခွဲဝေယူကျင်ပါလေနေကြပါအောင်နေကြပါအောင်အဆွေတို့ရဲ့အသက်ပြား900ကျွန်တော်တို့က9ယောက်ဆိုတော့ဝေစုမြမှာမဟုတ်ဘူးဗျဟုတ်တယ်ဗျဒါဆိုရင်လည်းကျွန်တော်တို့မဲနိုင်ပြီးတော့ခွဲယူကြမလားဟာအဲ့လိုတော့မလုပ်ပါနဲ့ဗျကျွန်တော်တို့နောက်ထပ်အသက်ပြား200ထပ်ရှာပြီးတော့အသက်ပြား900ပြည့်မှတယောက်တရာစီခွဲယူကြမယ်လေ ဒါဆိုရင်ငါတို့ဒီတပြာ900ကိုရွာထိတ်ကစင်းရဲသူမနာမှာအတ်ထားကြရင်မကောင်းလားကွ။အဲ့ဒီလိုပြောပြီးတော့ပုံနာတို့မှာအတပြာ900ကိုသူစင်းရဲမနာမှာအတ်ထားဖို့ထွက်လာခဲ့ကြတော့လေ။တငယ်မှကျုပ်တို့ရဲ့အတပြာ900ကိုတင့်ထံမှာအတ်ထားခြင်းနဲ့ရပါလေရှင်။ကျမသေချာသိမ်းထားပေးပါမယ်ရှင်။ကျွန်တော်တို့ခုနှစ်ယောက်ဆုံဆုံညီညီလာတောင်းမှပြန်ပြီးနော်။ဟုတ်တယ်ဗျ။ဒီပုံနာကိုတတိထား။ तू ကမိမယူဖို့အတပြာလိုနေတာလေ။ အမလေးဗျာကျုပ်ကလည်းအဲ့လိုရုပ်မာတဲ့အလုပ်ကိုမလုပ်ပါဘူးဗျဒီအမျိုးသမီးကကျွန်တော်တို့ရဲ့အသက်ပြောင်းတနစ်တတိတင်ထားပေးပါဗျတနစ်ပြည့်တဲ့ခါကျမှကျွန်တော်တို့စုပြီးတော့ပြန်လာယူပါမယ်ကောင်းပါပြီရှင် ကျမကောင်းကောင်းတင်ထားပေးပါမယ်လိုရာခီးကြီးကိုသာတွားကြပါရှင်အဲဒီလိုနဲ့ပုံနာတို့ခုနှစ်ယောက်မှလည်းသူစင်းရဲမာလီထံမှာအသက်ပြားလေးအပ်ထားပြီးတော့ခီးဆက်လာခဲ့ကြတော့တယ်အဲဒီလိုနဲ့သူစင်းရဲမာလီရဲ့အိမ်နဲ့မနီးမဝေးရေကန်သားရောက်တဲ့အခါမှာတော့ ်ဆွေတို့ရေကန်ကိုရောက်တော့ခေါင်းရှော်မင်္ဂလာလောက်ရအောင်လေကယောကမုံးမှမရှိတာဗျဘယ်လိုလုပ်ကြမလဲခုနအိမ်မှာသွားတောင်းလို့ရပါတယ်ဗျဒီပုံနာလေးကအငယ်ဆုံးဆိုတော့သူ့ကိုလွတ်လိုက်မယ်လေအဲ့ဒီလိုနဲ့အငယ်ဆုံးပုံနာလေးကိုတယောကမုံးတောင်းရန်လွတ်လိုက်တော့လေဒါပေမဲ့ပုံနာငယ်လေးဟာရိုးဖြောင့်သူမဟုတ်တဲ့အတွက်ကြောင့်တယောကမုံးအပြင်အသပြား900ကိုပါတခါတည်းတောင်းလာနိုင်ရင်တယောက်ထဲပိုင်ဆိုင်မိလို့တွေးတော်ပြီးတော့တယောကမုံးတောင်းရန်ထွက်လာခဲ့လိုက်တော့လေ နမရေနမရေပုံနာကြီးတို့ကခေါင်းလျှော်ရင်းနဲ့ခုနအပ်ထားတဲ့အသက်ပြား900ပြန်ပေးလိုက်ပါတဲ့ဟင်ပုံနာကြီးတို့ကလည်းအမျိုးမျိုးပဲအခုပဲအပ်တယ်အခုပဲပြန်တောင်းတယ်ဟုတ်တယ်ဗျပုံနာကြီးတွေကဒီ900ကိုပဲခွဲဝေယူကြတော့မယ်တဲ့ထပ်ပြီးတော့အသက်ပြားမချခြင်းတော့ဘူးတဲ့ဗျပုံနာကြီးကတကယ်ပဲအဲ့လိုပြောခိုင်းတယ်မလားဟုတ်ပါဗျာမယုံရင်လည်းမေးကြည့်ထိုအခါအမျိုးသမီးကပုံနာတို့ကိုလှမ်းအောင်မေးတော့တယ် ပုံနာတို့ရေပုံနာတို့ရေပုံနာငယ်တောင်းတဲ့ပစ္စည်းကိုတကယ်ပေးလိုက်ရမှာလားအဲ့ဒီလိုမေးလိုက်တော့ပုံနာကြီးတို့ဟာတယောကမွန်းအထင်နဲ့ပေးလိုက်တော့လို့ပြန်လည်ပြောကြလိုက်တော့တယ်အဲ့ဒီလိုနဲ့ပုံနာငယ်လေးဟာတယောကမွန်းနဲ့အတူအသပြား900ကိုယူပြီးတော့ပုံနာကြီးတို့ထံပြန်လာတော့တယ်အသပြား900ကိုတော့ပုံနာကြီးတို့မမြင်အောင်တနေရာမှာဝတ်ထားပြီးတော့နောက်တနေ့မနက်မှာအသပြား900ကိုပြန်ယူကာထွက်ပြေးသွားတော့တယ်အဲ့ဒီလိုနဲ့ ပုံနာကြီးတို့ဟာပုံနာငယ်လေးမရှိတော့တာကိုသိရှိသွားပြီးတော့စုံစမ်းတဲ့အခါမှာအတပြား900မရှိတော့ဘူးဆိုတာကိုသိရတဲ့အတွက်သူစင်းရဲမလေးထံကိုပြန်လဲရောက်ရှိလာကြတော့တယ်။နှမငယ်ကြောက်တုတ်အပ်ထားတဲ့အတပြား900ကိုပြန်ယူတော့မယ်ဗျ။မရှိတော့ဘူးလေပုံနာကြီးတို့ပဲမင်းကပုံနာငယ်နဲ့တောင်းခိုင်းလိုက်ပြီးတော့ဘယ်တော့မှကြောက်တုတ်တောင်းခိုင်းလို့လဲဗျ။တယောက်ကမွန်းနဲ့အတူတောင်းခိုင်းလိုက်တာလေရှင်တို့ အမလေးဗျာကုန်ပါပြီဗျာကျုပ်ပြောခဲ့တဲ့အတိုင်းအတပြား900ကိုမဲနိုင်ပြီးယူလိုက်ရင်တော့မရအောင်ပဲဟုတ်ပါဗျာအခုတော့အတပြား900မရှိတော့ဘူးဆိုတော့ကျုပ်လည်းမိမတောင်းလို့မရတော့ဘူးဗျာမြမငယ်ရလဲကျုပ်တို့ခုနှစ်ယောက်စုံမပေးပါဆိုတော့ဘာလို့တယောက်ထဲလာတောင်းတာကိုပေးလိုက်ရတာလဲဗျာဩကျမတော့မယုံလို့ပုံနာကြီးတို့ကိုပေးလိုက်ရမလားလို့လှမ်းမေးသေးတယ်ပုံနာကြီးတို့ပဲပေးလိုက်ဆိုလို့ကျမလည်းပေးလိုက်တာပေါ့ရှင့်အမှန်အမှန်ငါတို့ကတယောက်ကမွန်းထင်လို့ပေးလိုက်လို့ပြောလိုက်တာလေ နင်ဒီလိုလုပ်လို့တော့မရဘူးဘယင်ကြီးထံသွားပြီးတော့ဆုံးဖြတ်ခိုင်းရမယ်အဲ့ဒီလိုနဲ့ပုံနာကြီးတို့၆ယောက်နဲ့သူစင်းရဲမလေးဟာဘယင်ထံအဆုံးဖြတ်ပေးဖို့ရောက်လာခဲ့ကြတော့တယ်ဒီတငယ်မဒီပုံနာတွေဟာတင့်ကိုအတပြား900အပ်ထားတယ်ဆိုတော့ဟုတ်ပါသလားဟုတ်ပါတယ်ဖေဒါဆိုရင်သူတို့ခုနှစ်ယောက်အစုံအညီလာတောင်းမှာပေးလိုက်လို့မှာခဲ့တယ်ဆိုတော့ဟုတ်ပါသလားဟုတ်ပါတယ်အရှင်ဖေ ဒါဆိုရင်သင်ပုံနှားငယ်တယောက်တည်းလာတောင်းတာကိုလည်းပြေးလိုက်တယ်မလားပြေးလိုက်ပါတယ်ဗျာအဲ့ဒီလိုနဲ့ဘယင်ကြီးဟာမူးမတ်တင်တဲ့တိုင်းပြင်းပြီးတော့သူစင်းရဲမလေးကိုအမိန့်ချမှတ်လိုက်တော့တယ်အပြစ်ရှိတဲ့တငယ်မသင်ဟာပုံနှားတွေကိုအတပြား900ရောပေးစီအရှင်မင်းကြီးဖေဟာကျမမှာအတပြား900မရှိကြောင်းပါဖေဟာကျမတို့မှာတားမင်းနှစ်ယောက်တည်းနေရတာပါဖေဟာအတပြား900ကိုမယုံနိုင်ပါကဒီပုံနှား600ရဲ့အိမ်မှာအလှဲ့ကျကျွန့်ခံစီ ။ဘယင်ကြီးမှာအဲ့လိုအမိန့်ချမှတ်လိုက်တော့တယ်။အဲ့ဒီစီစဉ်ချက်အတိုင်းပဲသူစင်းရဲမဟာပုံနာကြီး6ယောက်ထမ်းမှာတလဲစီအလက်ကြကြွန်ခံရရှာတော့တယ်။အဲ့ဒီလိုနဲ့သူစင်းရဲမလေးရဲ့တမီမှာတဖြည်းဖြည်းနဲ့ကြီးပြင်းလာခဲ့တယ်။တမီလေးဟာထူးခြားလိမ်မာပြီးတော့စာပေကျမ်းဂန်ကိုလည်းတင်ယူလေ့လာတယ်။ဖက်ရှူမှတ်သားတဲ့လူကြီးသူမတွေရဲ့အဆုံးအမကိုလည်းကောင်းစွာနာယူမှတ်သားတယ်။အကြမ်းအမြင်များသူဖြစ်လာတာပေါ့ကွ။အဲဒီလိုနဲ့ဆက်ရှင်နှစ်ပြည့်တဲ့အရွယ်ကိုရောက်တဲ့အခါမှာတော့ သူ့ရဲ့မိခင်ကြီးရဲ့အဖြစ်ကိုမကြည့်ရတာကြောင့်အမေရဲ့အမေကြည့်ရတာလဲပင်ပန်းလိုက်တာသူများတွေကြွန့်ခံရတယ်ဆိုတာကသခင်တယောက်စီမှာပဲကြွန့်ခံရတာအမေရဲ့အမေကဒီပုံနာ6ယောက်စီမှာကြွန့်ခံရတာဆိုတော့သခင်6ယောက်တောင်မောအမေရဲ့အဲ့ဒါဘာဖြစ်လို့လဲဆိုတာကိုတမိသိကြတယ်အမေရဲ့မသိကြမှာနဲ့တော့တမိရဲ့ဒီအကြောင်းတွေကိုအမေလည်းပြန်မပြောချင်တော့ပါဘူးအဲ့ဒီလိုနဲ့တမိလေးဟာအတင်းမေးတဲ့အတွက်သူ့ရဲ့အမေဟာလည်းအကြောင်းစုံကိုပြောပြလိုက်တော့တယ် အမေရဲ့ဒီဆုံးဖြတ်ချက်ကမမှန်ကန်ပါဘူး။သမီးတို့ဘရင်စီကိုတခါသွားပြီးတော့ပြန်ပြီးတော့ဆုံးဖြတ်ခိုင်းတာပေါ့။မလုပ်ပါနဲ့သမီးရဲ့ဘရင်ကြီးဒေါသထွက်နေမှအားလုံးဒုက္ခရောက်ကုန်မယ်သမီးလေးရဲ့။လာပါအမေရဲ့သမီးကိုသာယုံကြည်လိုက်စမ်းပါ။အဲ့ဒီလိုနဲ့ဘရင်ကြီးထံနောက်တစ်ခါအဆုံးဖြတ်ပေးဖို့ရောက်ရှိလာကြတော့လေ။ဟဲ့တငယ်မဘလို့ကိစ္စအကြောင်းအရာများရှိလို့အခစားဝင်ရတာလေကွ။အရှင်မင်းကြီးဖေ။ကျမကိုအတပြား900ခဏချေးတော်မူပါဖေ။ဟေးဘာလို့ချေးရမှာလဲကွာ ခဏပါပဲဖေ။နန်းတော်ကထွက်တာနဲ့ပြန်ပေးပါမယ်ဖေ။အေးအေးကောင်းပြီကွာ။ဒါဆိုလဲချီးစေချီးစေ။အဲဒီလိုနဲ့ဘရင်ကြီးဟာတငယ်မလေးကိုအတပြား900ချီးပေးလိုက်တော့တယ်။တငယ်မလေးဟာအတပြား900ရတဲ့နဲ့ပုံနာကြီးတို့6ယောက်ကိုပြန်ပေးတော့တယ်။ပုံနာတို့6ယောက်မှလည်းပုံနာ9ယောက်ပြည့်မှလာယူမယ်လို့ခတိပေးထားတဲ့အတွက်ကြောင့်ယခု6ယောက်ပဲရှိတဲ့အတွက်ယူလို့မရပဲဖြစ်နေတော့တယ်။အဲဒီအခါမှာဘရင်ကြီးဟာအမှုကိုပြန်လဲသုံးသပ်ပြီးတော့ငါရဲ့စီစဉ်အပ်တော်တရားကမှားယွင်းပြီတဲ့ ဒါကြောင့်သူစင်းရဲမာကိုကျွံအဖြစ်မှလွတ်စေငါးစီစဉ်တာမှားတဲ့အတွက်ကြောင့်အသက်ပြား900ကိုလည်းစုလက်အဖြစ်ရော်ကြီးပေးလိုက်တယ်။ဘယင်ကြီးဟာအဲ့လိုစီရင်ချက်ချလိုက်တော့တယ်။အဲ့ဒါပြီးရဲ့နော်ဘယင်ဟာအမျိုးသမီးငယ်ရဲ့အကြအမြင်များမှုဉာဏ်ပညာရှိမှုတို့ကိုလေးစားမြင်လို့တဖြစ်အမျိုးသမီးငယ်လေးကိုမိဖုရားအရာမြှောက်လိုက်ကြတော့တယ်။အဲ့ဒါပြီးတော့တိုင်းပြည်ရဲ့အရေးတွေကိုနှီးနှောတိုင်ပင်လိုက်တော့တယ်။ဒါကြောင့်အကြအမြင်ဘဟုတုတ္တရှိခြင်းဟာလည်းမင်္ဂလာတစ်ပါးပဲဖြစ်ပေတော့တယ်။ ျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်